တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာကြီးတကုံးရွှေမြားရဲ့အဖန်900အင်ကြီးဆိုတဲ့ဝတ္ထုတော်ကိုနားဆင်ရမှာဖြစ်ပါတယ်ရန်ကုန်မြို့ဘောင်ဒရီလမ်းတွင် ဝါယုံများကာကွယ်လျက်ခြံကြီးတစ်ချံရှိရာထိုခြံကြီး၏အလဲ၌စစ်အတွင်းမှတပိုင်းတစဘုံထီမှန်ပျက်စီးခဲ့သောတိုက်ခန့်အိမ်ကြီးတစ်လုံးရှိလေသည်ထိုအိမ်ကြီးအပေါ်ထက်တွင်အခန်းနှခန်းရှိ၍လက်ဝဲဘက်ခန်းတွင်ဂျပန်လက်ထက်ကလူလေးယောက်နှင့်ယခုစစ်ပြီးမှအင်္ဂလိပ်လက်ထက်တွင်လူသုံးယောက်ထူးဆန်းစွာတေဆုံးခဲ့ပူ၏ထိုတေဆုံးသူများ၌၄ယောက်မှာအင်ကားနေသူများဖြစ်၍ ကြံ၃ရောင်မှာဧည့်သည်များဖြစ်ရာ၎င်းတို့တေဆုံးပုံမှာရိုးရိုးယောဂါဖြင့်တေဆုံးညာခြင်းမဟုတ်ပဲလက်တလောတေဆုံးခြင်းများဖြစ်ကြလေသည်၎င်းတို့နှင့်နှစ်ဦးမှာရှင်ဝဓမြောင်တန်းလန့်နှင့်တေဆုံးမှုများဖြစ်သည်ဂျပန်လက်ထက်ကတေဆုံးမှုများမှာစေအတွင်းဖြစ်၍အရေးကြီးကြီး စစ်ဆေးခြင်းမပြုခဲ့ပေအင်္ဂလိပ်ဝင်လာပြီးနောက်ဖြစ်ပွားသောတေဆုံးမှုများမှာတစေတည်းရဲ့ကြောင့်မဟုတ်နိုင်ရာလူဤလက်ချက်ဖြင့်တေဆုံးရသည်ဟုဆိုလေသည် သို့သော တရခံကားမပေါ်ပေါက်ချီနောက်ဆုံးမှုတမှုတွင်တေသူမှာဒဏ်ရာမရှိဘဲတေဆုံးနေတော်လဲစုံတော့ဘတ်ဌာနမှာတေသူ၏အလောင်း၌လေပင်တွင်ညုံမဲသောဒဏ်ရာများကို တွေ့ရသည်ဟုအဆိုရှိ၏ဆရာဝန်ကလည်းတေသူမှာရင်းနှစ်တကဲ့သို့အသက်မရှူနိုင်ဘဲနှင်မွန်မေမျောတေဆုံးသွားကြောင်းသက်သေခံလေသည်တို့ဖြစ်၍အချို့ကလည်းတစေတရေဤလက်ချက်ဟု၍ယူဆကြသည် နောက်ဆုံးမှုဖြစ်ပွားပြီးနောက်ထိုအိမ်ကြီးတွင်နောက်ထပ်လူငှားများမနေဝင်ကြတော့ကြည်အိမ်ရှင်မှာကလားတထေးတူဖြစ်၍ထိုလူမနေဝင်သောအိမ်ကြီးကိုအိမ်ရှင်သည်တစုံတရာပြုပြင်မွမ်းမံခြင်းမရှိဘဲထားခဲ့ရာယခုအခါ၌ကနောက်ဖေးဆောင်တစ်ခုလုံးအောက်သို့ပြိုကျလျက်အိမ်ဤလက်ရဘက်စင်ဝင်ရှေ့ကမ်း၌လည်းအမိုးမရှိဘဲရှိနေ၏အိမ်ကြီးချင်းနှင့်လူငှားများဤပြောပြချက်အရအခန်း၌အိပ်ဖူးသူမှန်သည်များမှာ နောက်တနေ့အသက်ရှင်၍မနေရတော့သဖြင့်ထိုအိမ်ကြီးအကြောင်းမှာအနီးပတ်ဝန်းကျင်တွင်ဟိုးလေးတကျော်ရှိနေသည်အိမ်ကြီးကအဖန်900အိမ်ကြီးဟု အချို့ကအမည်ပေးထားလေသည်ထိုရက်ကွက်မှာလွန်စွာတိတ်ဆိတ်လျက်ရှိရာညင့်ခါများ၌ထိုအိမ်ကြီးအနီးသို့တွားရန်မဆိုထားပြီး ဝင်းချံအနီးသို့ပင်ကက်ဝွန်သူ မရှိကြကြတခါကထိုအိမ်ကြီးရှိစင်ဝင်အောက်၌အရံမောင်းထွားကြ၍အမွေးမြင်ထူထပ်သော လူမဲကြီးတကောင်ကိုကလားတယောက်ကရိတ်ခနဲမြင်လိုက်ရာကြောင်းပြောဆိုဘူးလေသည်လောင်ဝစ်စလန်ပယာတဖဌာနချုပ်နှင့်တခေါလဝေသောခြံကလေးတစ်ခုတွင်တဲငယ်တလုံးရှိရာတညနိုင်ရှင်းနိုင်ကြောကြောအချိန်လောက်တွင် အသက်၁၈နှစ်ခန့်ရှိ ရုပ်ရည်တနာကမာမိမ့်မပြိုတယောက်သည်လမ်းဘက်မှအတန်ကြားသည်နှင့်ကြည့်လိုက်ရာဘောင်းမီရှေအစိမ်းရောင်ဝတ်ထားသော လူတယောက်သည်ခြံတွင်သို့ဝင်လာလေ၏ ထိုသူမှာအသက်25နှစ်ခန့်မြာရှိ၏အသားမဲလျက်ထွားကျိုင်းသောကိုလုံးကိုပေါက်ရှိရာကျမ်းမြေပေါ်၌ထိုင်နေသောမိမပြိုကိုကျင်းမြောင်းဆူးရှာလာသောမျက်လုံးများဖြင့်စားမတက်ဝါမတက်ကြည့်လိုက်လေသည်ကိုကြီးထွန်းစိန်ဘဲကပြန်လာသည်လေငါအငိတ်ငါပြန်လာတယ်နင့်အမေကောအိပ်ပြီးအကိုကြီးတဲစောပါကလားခေါင်းကိုက်လို့တဲ့အကိုကြီးရဲ့ဒါနဲ့အငိတ်ငါဘမလဲလင်းစလမ်းပါလေ နင်တို့သွားမကြည့်ဘူးလားနှစ်ညတော့ရှိပြီမသွားပါဘူးအကိုကြီးရဲ့တန်းအားလည်းမအားပါဘူးဒါတဲ့အမေကြီးအိတ်နေတဲ့ခိုင်တန်းနဲ့အခုလိုပပင်းတွေ့တော့မေးရအောင်မယ်အကိုကြီးအရင်တခါပြောတာဘယ်နဲ့လဲစဉ်းစားပြရစီအောင်အကိုကြီးရဲ့အေးစဉ်းစားစဉ်းစားတသက်လုံးစဉ်းစားလို့ပြီးမှမဟုတ်တော့ဘူးဒီလိုလည်းမဟုတ်ပါဘူးအကိုကြီးရဲ့နင်ကစံမြင့်ကိုမြင်နေတယ်ထင်တယ် ဒါကအမေကြီးကသဘောတူနေတာပါအကိုကြီးရဲ့နင်ကရောကျမကတူတယ်လည်းမဟုတ်ဘူးမတူဘူးလည်းမဟုတ်ဘူးနို့ပေမဲ့တခုက အမေကလည်းအသက်ကြီးပြီးနောက်နေရလာ9နှစ်6နှစ်ပဲမသေးခင်သူ့ကိုစိတ်မချမ်းသာအောင်မလုပ်ချင်ဘူးထိုးချင်းတွင် မတန်းကြီးဤမျက်စီတွင်ပေါ်လာသူမှာ မောင်ဆန်မြင့်မဟုတ်ချေမောင်ထွန်းတင်ဆိုသူဖြစ်လေသည် မောင်ထုံးတင်မှာရေတက်တွင်အမှုထမ်းနေသူ ရေတက်သားလေးတူဖြစ်၍တခါကရန်ကုန်တွင်မဟာမိတ်လေးရင်မြန်များဘုံကျဲတိုက်ခိုက်နေစဉ်အိမ်တို့အရောက်လိုက်ပို့သည်မှဆက်၍မိတ်ဆွေဖြစ်ကတယောက်နှင့်တယောက်ချစ်ကျွမ်းတဝင်ဖြစ်ခဲ့သူဖြစ်လေသည်။ကောင်းပါပြီဗျာစဉ်းစားပါဦး။ဟုမောင်ထုံးစိန်သည်စကားကိုခန့်ငုံငော့ပြောကဖနှက်ကို ခက်ပြင်းပြင်းနင်း၍အိမ်မှထွက်သွားလေသည်။မတန်းကြီးမှာအမေအိုကြီးကိုစကားကို ကောင်းစွာယူသေးလိုက်နာသူတယောက်ဖြစ်၍ကိုစံမြင့်ဆိုသူကိုပင် မိခင်ကြီးသဘောတိုင်းလက်ထပ်ပါတော့မည်ဟုစိတ်ကူးမိသည်သို့သောထိုကိစ္စကိုစိတ်ကူးလိုက်တိုင်းမိမိဘော်တွင်ယူသားဖြောက်မတ်သောသဘောဖြင့်ယူရကျင်နာသောမောင်ထွန်းတင်ကို အမှတ်မရဘဲမနေနိုင်ကြီးမတန်းကြီးအိတ်တော်မည်ဟုအပေါ်ဒတ်သူတက်သွားရာဘောင်းမီတို့ဖြူရှက်လက်တို့ဖြူဝှထားသော အသက်20ခန့်ရှိလူငယ်တယောက်သည်စပိန်နှင့်ဝင်လာခဲ့ပြီးလျှင် စပိန်ကိုချန်စီယိုတွင်ထောင်ထားပြီးနောက်တန်းရီအိတ်တော်မလားကွယ်ဆင်းခဲ့ပါဦးလားကွယ်ဒေါ်တော်ကမိမိအိပ်ပြီးကိုထွန်းတင်မတန်းရီအောက်ထက်သို့ဆင်းလာခဲ့ပြီးနောက်မောင်ထွန်းတင်အားလက်ဖက်ရည်ချမ်းစိတ်ကြီးပဲလော်လက်ဖက်တုပ်တို့ဖြင့်ဧကန်လျက်ရှိလေ၏ဘယ်နဲ့လဲတန်းဒီကနေ့ညတော့တန်းကိုကိုထွန်းတင် စကားတခွန်းပြောမလို့စကားပြောတာများအခွင့်တောင်းနေရသလားကိုထွန်းတင်ရဲ့ မဟုတ်ဘူးအခုပြောမယ်စကားကအစမ်းမှုပြောတာဘာစကားများမှုလဲကိုထွန်းတင်ရဲ့သုံးကုန်းသောစကားပေါ်တန်းရဲ့ကိုင်နားလဲပြီလားကိုထွန်းတင်ဒီစကားကိုမပြောတော့ဘူးလို့စိတ်ကိုချုပ်တီးလာတာသုံးလာရှိပြီအခုမနေနိုင်လောက်အောင်ဖြစ်လာပြီတန်းရီဒါကြောင့်တခါတည်းပြောင်ပြောင်ဖွင့်ပြောရတော့တာပဲမတန်းရီသည်ဥကောင်းကိုငုံငါဖြာစကိုလက်သေးကလေးများဖြင့်ချစ်၍နေလေသည်ဘယ်နဲ့လဲတန်းရဲ့ စကားပြန်မရတော့ဘူးလားတန်းစဉ်းစားနေတာပါဘသူ့ကိုလဲကိုစံမြင့်ကိုလားဟုတ်တယ်သူလဲပါတယ်နှုတ်ပေမဲ့သူကသဘောတူတဲ့လူပါကိုထွန်းတင်ရယ်ပြီးတော့ဘသူရှိသေးတယ်လဲကိုထွန်းစိန်ကြီးပေါ့ဒီလူကြီးကတန်းမကြိုက်မှန်းသိရတဲ့ဇွပိုးနေတယ်ဒီတော့တန်းကဘလို့ပြောလိုက်တယ်လဲတန်းကတော့ငယ်လဲငယ်ပါသေးတယ်မိမိသဘောလဲမေးပြရစီအောင်ဆိုပြီးအလိုက်ထိုက်ပြောလိုက်ပါတယ်နေပါဦး ဒီကောင်ကြီးကသူ့ရုပ်ရည်နဲ့သူ့အဆင့်တန်းနဲ့တန်းကိုပိုးတယ်ဆိုတာမြန်အံ့ဩပါရဲ့ဗျာဒါကတော့ဘယ်တတ်နိုင်မလဲကိုထွန်းတင်ရဲ့အလိုက်ထိုက်ပေါ့အလိုက်ထိုက်နေလို့ကိစ္စကမပြီးသေးဘူးပြီးပြီးပြက်ပြက်နေမှကောင်းတယ်နေပါဦးတန်းတဘောကဒီ၃ယောက်နဲ့ဘသူ့ကိုမြစ်တာအပူဆုံးလဲမျက်စောင်းတစ်ချက်ထိုးပြီးနောက်ဒါကတော့ကိုထွန်းတင်အတိဆုံးဖြစ်မှာပေါ့စိတ်အားထက်သန်စွာဖြင့်အဟုတ်လားတန်းရဲ့ ကိုထုံးတင်ကိုတန်းအချစ်ဆုံးဆိုပါတော့အလိုဘသူ့ကိုချစ်တယ်ပြောသေးလို့လေဟောတိတ်တက်နိုင်နေဒါကြောင့်ထိုအခါမောင်ထုံးတင်မှာဆက်လက်၍တီးမခံနိုင်တော့ပဲမတန်းရီအားမိမိရင်ွယ်ထဲသို့ဆွဲယူလိုက်လေသည် နောက်နှစ်ရက်ခန့်ကြာသောအခါ Linksland Hotel တစ်ခုအတွင်း၌အသက်20ကျော်အစိတ်ရှိလူသုံးယောက်တို့သည် အလွန်အရေးကြီးသောကိစ္စတစ်ခုကို တိုင်ပင်လျက်ရှိကြကုန်၏ ၎င်းတို့သုံးယောက်နဲ့ပထမလူမှာထွားချိုင်းတောင်းနေမုံရ၍ဘောသမားတယောက်တော်၎င်းအလေးမသမားတယောက်ဟူ၍၎င်းအကဲခံနိုင်ကြပေမည်ရှဲအင်းကြီးလက်တို့ဖြူဘောင်းမီဖြူဝိ၍ပုပ္ပနဖြူကို ခြေဘက်အဖြူနှင့်စီးထား၏၎င်းမှာမောင်ထုံးတင်ဖြစ်လေသည်ဒုတိယလူမှာ အသားညူ၍ပထမလူတဲ့အတန်ငယ်ထွားချိုင်းမုံရ၏မျက်လုံးနှဲငယ်ကျင်းတော်လဲအယောင်တစ်ဖြောက်ဖြောက်တောင့်နေသည်ဟုထင်မှတ်ရလေသည် ကာဂီရှက်နဲ့ကာဂီဘောင်းမီတို့ကိုဝစ်ထားရာ၎င်းတို့ထဲတွင်အသက်အကြီးဆုံးမောင်ထွန်းစိန်ဖြစ်လေသည်တတ္တရာလူမာ ခက်သေးသေးခက်ပြက်ပြက်ဖြစ်၍မန္တလေးပိုးကြီးအစ်စ်ကို ခြေပြားထိလူမတက်ဝစ်ထားပြီးလျင်လက်တကြွေမှာတရည်ဒီကန့်ရှိစိန်လက်စုပ်ဤအယောင်မှာမိအောင်အောက်တွင် တဝင်းဝင်းရှိနေ၏၎င်းမှာ မတ်သန်းကြီးဤမိခင်ကြီးသဘောတူသည်ဆိုသော မောင်ဆန်မြင့်ဆိုသူဖြစ်လေသည် သုံးဦးသားတို့မှာမောင်ထုံးဒီဤဖိတ်ခေါ်ထားခြင်းတွင်ဤနေရာသို့ရောက်ရှိလာခဲ့ကြရာသုံးယောက်စလုံးပင်အိန္ဒြေကြီးစွာနှင့် ရှိနေကြပြီးနောက်မောင်ထုံးစိန်ကဆ၍မောင်ထုံးတင်အားနေပါဦးခမည်းစာကဘယ်သဘောလဲရှင်းစမ်းပါဦးမောင်ဆန်မြင့်သည်မျက်နာပြတ်သွားကဥကောင်းကိုငုံလျက်ရှိလေသည်ကိုထုံးစိန်ကသာလျင် ပြန်၍အပြေပေးလေသည်မလျှော့ရင်ငောဗျာမလျှော့ရင်နှစ်ယောက်ကတေးပေးရမယ် ဘယ်နဲ့လဲကိုစံမြင့်ဆရာတို့သဘောတခုပါပဲဗျာအိုထုံးတင်ကရောဘလို့လှုပ်ချင်တယ်လဲခြောက်လုံးမြူးချင်းရှင်ပြရရင် ကောင်းမလားလို့စဉ်းစားနေတယ်ဒီလိုလဲမဖြစ်သေးပါဘူးဗျာနှစ်ယောက်စလုံးသေသွားရင်ဖြင့်တော်ရဲ့တယောက်ထဲသေသွားရင်ကြံတဲ့တယောက်ကနောက်လူနဲ့ရှင်ပြရုံပဲသို့တော်မှန်ယုံမှန်ပြီးနှစ်ယောက်စလုံးမသေးပဲနေရင်ဘယ်နဲ့လုံးမလဲပြီးတော့ခမရလုတ်တဲ့လူကအစိုးရပြစ်ဒဏ်လဲမကင်းဘူးဒါအပြင်ခမရကြံကိုပြောစမ်းပါဦး ောင်ထွန်းစိန်သည်အရက်ဖန်ခွက်ကိုခြားထားပြီးလျင်စီးကရက်တလေးကိုမိညွေတောက်ပြီးနောက်ဘောင်ဒရီလမ်းကအဖန်900အိမ်ကြီးဆိုတာခမရကြားဘူးတယ်မဟုတ်လားကြားဘူးသားပဲမကြမကြလူသေးတယ်စေတဲ့အိမ်ကြီးမဟုတ်လားဟုတ်ပါတယ်အဲ့ဒီအိမ်မှာကျုပ်တို့သုံးယောက်မဲချပြီးပထမကြားတဲ့လူကပထမအိတ်ဒုတိယကြားတဲ့လူကဒုတိယအိတ်နှစ်ယောက်သေးတော့ကြံတဲ့လူက မတန်းကြီးကို ယူယုံပေါ့မသေးတော့ကော စိတ်ချပါဗျာသိပါတယ်ဒီအိမ်ပေါ်မှာနှညဆက်ပြီးအိတ်ရတဲ့လူရဲလို့မရှိပါဘူးတေပုံကဘလို့တေပုံနဲ့လဲဗျာခမရကြားဘူးတာပြောပြပါဦးလူတက်လို့ပဲသေးသလားသူတို့ကိုသူတို့တက်သေးသလားမပြောတတ်ဘူးဒီအခန်းမှာတချို့ကလည်းဓာတန်ရာနဲ့တချို့ကတနက်ဒန်ရာနဲ့တချို့လဲကျိုးဆွဲချလို့တချို့လဲဘာဒန်ရာမှမရှိဘဲနဲ့တေနေတာတွေ့ရတာပဲတဲ့ကျုပ်တိတာတော့ခုနှစ်ယောက်ရှိပြီ อืมခမ ्या ကျန်အကောင်းသားပြုကိုစံမြင့်ရောသဘောတူရဲ့လားဆရာတို့နှစ်ယောက်သဘောတူရင်ကျွန်တော်ညင်းတရားမရှိပါဘူးဗျာဟုတ်တယ်ပြုရာဇဝတ်မှုနယ်လဲကင်းတယ်ဒါပေါ့ဗျာတို့ဖြစ်၍ဤကျန်ကိုအားလုံးသဘောတူကြသည့်အတိုင်းနောက်တနေ့နနက်ပင်ထိုအိမ်ကြီးသို့၃ယောက်သားသွား၍ကြည်ကြပြီးလျင်မဲကြသူကိုကျန်နှစ်ယောက်ကလိုက်ဖို့ရမည်ကြောင်းတနာယီကမျှအိမ်ပြင်မှစောင့်ဆိုင်းကြည်ကြပြီးလျင် မဲကြသူအားအခန်းထဲ၌ထားခဲ့ပြီးနောက်နောက်တနေ့နက်စောစော၅နာရီတွင် လာရောက်ကြည့်ရှုကြရမည်ကြောင်းအကယ်၍မသေးလျင် ထိုသူပင် အနိုင်ရ၍မတန်းကြီးကိုလက်ထက်ရမည်ဖြစ်ကြောင်းဤကြံကို အခြားမည်သူတဦးတယောက်မှမသိစေရန်ကြောင်းသဘောတူညီကြပြီးလျင် လူချင်းခွဲလိုက်ကြလေသည်နောက်တနေ့နက်၌အင်ရှင်ကလားထံမှမောင်ထုံးစိန်ကိုတိုင်းတွားရောက်ခွင့်တောင်းပြီးလျင်အင်ကြီးကိုသုံးဦးသာတွားရောက်ကြည့်ရှုကြရာ အိမ်ကြီးမှာအိမ်ရှိစင်ဝင်နှင့်နောက်ဖေးလေကားဘက်မှာအမိုးများပြုတ်ထွက်နေတော်လဲအတွင်းငန်းများမှာတစုံတရာပျက်စီးခြင်းမရှိသည်ကို တွေ့ရ၏သို့သော ပင့်ကူမြင်နှင့်ဖုံများမှာကြမ်းမြင်၌၎င်းနိုင်ရန်များ၌၎င်းထူရက်စွာ ရှိနေကြရာ လူမနေခဲ့သည်မှာအတော်ကြာပြီဖြစ်ကြောင်းထင်ရှား၏လူသေးသည်ဆိုသောလပွဲဘက်အခန်း၌ကအခန်းထောင်တွင်တန်ကရင်ဟောင်းတစ်လုံးရှိ၍အခြားထောင်တစ်ထောင်၌ တင်သားကလေးထိုင်ပြတ်တလုံးသာလျင် အခန်းတလုံးဤအိမ်တော်ပြိဘောကများဖြစ်လေသည် ထိုအခန်း၌ကပင့်ကူမေးများသည် အမိုးမှပန်းဆိုင်များဆွဲထားပြီးတကဲ့သို့ရှိလေရာဖုံများမှလည်းခြေမျက်စီမြုပ်လူမတက်ထူတတ်လှ၏ည9နာရီမှနနက်9နာရီထိထိုအခန်းတွင် အသက်မသေးဘဲနေနိုင်သူမှာနောက်တနေ့၌မတန်းကြီးကိုအေးချမ်းစွာလက်ထက်ရန်ဖြစ်သည် ထိုည3ဦးသားတို့သည် ယမန်နေ့ကဟိုတယ်၌ပင် တွေ့ဆုံကြပြီးနောက်အားလုံးအစီအစဉ်များကို ပြုလုပ်ပြီးတော့ထပ်မံ၍ဂရိသစ္စာပြုကြပြီးနောက်စကုလိတ်၃လိတ်နဲ့တလိတ်တွင်ကြက်ချေခတ်ပြီးတော့အုတ်ထုတ်ထဲ၌ထည့်၍မဲ၌ကြရာမောင်ထုံးစိန်နှင့်ကိုထုံးတင်မှာဗလာကြလျက်မောင်ဆန်မြည်ဤမဲမှာကသင်မင်းတမန်ဖြစ်သောကြက်ချေကပါလာလေသည် မောင်ဆန်မြည်မှာအင်ကြီးเจ้าကိုပထမပြောစဉ်ကပင်ကြောက်ရွံ့လျက်ရှိသဖြင့် ယခုမဲကြသောအခါ၌ကလက်များပင်တဆက်ဆက်တုံငါရှိလေသည် မောင်ထုံးတင်နှင့်မောင်ထုံးစိန်တို့မှမောင်ဆန်မြင့်အားနောက်ထပ်ဝီစကီတစ်ခွက်ဖြင့်ရဲစီတင်စီပြီးသောထိုအဖန်900ခေါ်အိမ်ကြီးစီသို့တုံဦးသာသွားကြလေသည်ရောက်သောအခါအပေါ်ရက်သို့ဖျောင်းနိုင်များထွန်းညှိ၍တက်ရောက်ကြပြီးနောက်အခန်းတွင်သို့ဝင်ကြလေသည်မောင်ဆန်မြင့်ယူခဲ့သောအရာများမှဓမြောင်တလက်ဖျောင်းနိုင်နှစ်ထုပ်မိကျင်နှလုံး ဝရင်တုတ်တချောင်းလက်နေမီတလက်ဝိဓုစာအုပ်နှစ်အုပ်ဖြစ်လေသည်15မိနစ်ကြာသောအခါမောင်ထုံးတင်နှင့်မောင်ထုံးစိန်တို့လည်းမောင်ဆံမြင့်အားအမျိုးမျိုးသတိပေးစကားပြော၍ထားခဲ့ကြပြီးနောက်အောက်ထက်သို့ဆင်းခဲ့ကြလေသည်ထို့နောက်နှစ်ယောက်သားခြံနောက်ရှိအစီကံအိမ်ပြက်ကလေးစီသို့ရှောက်ခဲ့ကြပြီးလျင် မောင်ဆံမြင့်အခန်းရှိရာသို့ကြည့်ရှုလျက်ရှိရာအခန်းမှမိအောင်ကိုမြင်သည့်အပြင်တခါတည်းရန်မောင်ဆံမြင့်၏ချောင်းဆန်တန်းကိုပင်ကြားရ၏ ထိုညဒီကလပြေကျော်9ရက်နေ့ညဖြစ်သည်ဖြင့်ပတ်ဝန်းကျင်တွင်မဲမောင်တိတ်ဆိတ်လျက်ရှိသည်12နာရီထိုးသောအခါ၎င်းတို့နှစ်ယောက်မှာဤနေရာ၌ပြန်၍နနက်9နာရီတွင်တွေ့ဆုံရန်ချိန်ငယ်ပြီးတော့မောင်ထုံးစိန်နှင့်မောင်ထုံးတင်တို့လူချင်းခွဲကြလေသည်အချိန်မှာနနက်2နာရီနှင့်15မိနစ်မြရှိခဲ့လေပြီတစုံတယောက်သောသူသည်မောင်ဆန်မြေရှိသောအခန်းကိုအပြင်မှတိတ်တဆိတ်ချောင်းမြောင်းကြည့်ရှုကား အောက်ပါတိုင်းတွေ့မြင်ရပေမည်။ဖျောင်းနိုင်မိကလေးမှာလက်တစိမျှပင်မကြံတော့သည်ဖြင့်ပြက်၍နေသောမှန်ပရင်းပေါက်မှလေသည်တစ်ဖြက်ဖြက်တိုက်ခတ်နေသည်ဖြင့်မိလောက်ကလေးသည်ဟိုမှဒီမှလှုပ်ရှားလျက်ရှိရာဖုတ်ခနဲငြိမ်းသွားလေသည်။ဂရင်မော်၌လူတစ်ယောက်ဤသဏ္ဍန်သည်လက်နှစ်ဖက်ကိုမျက်နှာပေါင်းသို့ ရှက်တင်ကအိမ်မောကြလျက်ရှိသည်။အခန်းတွင်း၌မိအောင်မင်းမရှိတော့လဲထွက်ပေါ်စလာကလေးဤ မိမိန်သောအလင်းရောင်ဖြင့်၎င်း၏တရံကိုခက်ရေးရေးမြမြင်ရ၏ထိုခဏ၌အရက်၆ပေကမျှမြင့်၍အမွေးမြင်များဖုံးအုပ်လျက်ရှိသော အခြားတရံတစ်ခုသည်ခြေရင်းဘက်ထရန်တောင်အနီးမှ ရုတ်တရက်ပေါ်လာပြီးလျှင် အိမ်နေသူ အနီးသို့လက်တံမဲကြီးများကိုစန်တန်းကတရွေ့ရွေ့လာလျက်ရှိလေ၏ဂရင်းဤသို့ရောက်သောအခါလက်တံကြီးနှစ်ဖက်သည်အိမ်နေသူ၏လက်မျိုးရှိရာသို့စန်တန်းကား လက်နှစ်ဖက်ပြင်ညှက်၍လက်မျိုးကိုဖြစ်ညှစ်တော့မြည်ခဲ့သူရှိ၏လက်ချောင်းကြီးများသည်အိနေသူ၏လက်ပင်နှင့်လက်မအနှဲငယ်မြဝေသောအခါအိနေသူသည်ဆက်ရုပ်ကိုရုတ်တရက်တော့နှိုးလိုက်ပြီးတကဲ့သို့ဖြတ်ခနဲထထိုင်ပြီးလျင်လက်ရဘက်ခစောင်းမှတနက်တိုးကလေးတစ်ခုကိုထုတ်ခါနှစ်ချက်ဆင့်၍ဆွဲလိုက်သည်ထို့နောက်လက်နှင့်တမီးဖြင့်လဲကြသွားသောအကောင်ကြီးကိုတစ်ချက်ထိုး၍ကြည့်လိုက်ပြီးလျင်ဖျောင်းနိုင်များကိုထွန်းလေ၏ လူမဲကြီးမှာစီးဆက်စီတို့ထိမှန်သွားသဖြင့်ကျဲမြင်မော်တို့လဲကြသွားကာသွေးများမှာလဲကျဲမြင်မော်မှဖုံများဖြင့်ရောနှောကရှိလေသည်တနတ်နှင့်ပြစ်လိုက်သူသည် လူမဲကြီးကိုတေးချစွာကြည်ရာ အမွှေးမြေများစွာဝှေ့၍ထားသောဆွေတာအင်ကြီးနှင့်ဘောင်းမီနှက်ကြီးမှထိုးထွက်နေသော အမွှေးများဖြစ်ကြောင်းကို တွေ့ရလေသည်မျက်နာကိုဆွ့၍ထားသော မျက်နှာဖုံးမှ၎င်းဥကောင်းဆွကြီးမှ၎င်း လက်လေးသည်မြအပြင်သို့ထွက်နေသောအမွှေးများကိုမြင်ရ၏ပြစ်သူသည် မျက်နှာဖုံးကိုဆွဲချွတ်လိုက်ရာလူမဲကြီး၏မျက်နှာမှာမောင်ထုံးစေ၏မျက်နှာဖြစ်ကြောင်းကိုထူးဆန်းစွာတွေ့ရလေသည် လူမဲကြီးသည်တနတ်တန်ရာဖြင့်ကျမ်းမြေပေါ်တွင် လူလိမ့်လျက်ရှိရာမှပြစ်သူ၏မျက်နှာကို ကြည့်ကအံ့အားသင့်လျက်ကိုထုံးတင်ဟု ခေါ်လိုက်၏ထို့နောက်လူမဲကြီးကကြုံမှားပြီးကိုထုံးတင်ကိုဆံမြင့်ကိုဗမာလဲ အောက်ထပ်မှာပုံးနေတယ်။တရဲချောက်တာတေးတေးချာချာကြည့်ကျင်လို့ခမားနဲ့လူချင်းခွဲပြီးတဲ့နောက်အမတ်တမဲကိုစံမြင့်နဲ့လူချင်းလဲလိုက်တယ်။တော်တယ်ဗျာ။တဲတော်တဲ့လူပဲ။ခမားညံကိုကျုပ်ချီးကျူးပါတယ်။ခမားညံကိုလည်းကျုပ်ကပြန်ပြီးချီးမွမ်းပါတယ်ဗျာ။ခမားတစီအောင်ဆောင်းမုံလေးကစိတ်လွန်းလို့အမလီဖျားဖျားကိုထိုးတင်ကျုပ်ကြကြနေရတော့မယ်မဟုတ်ဘူးဗျာ။ဟိုဘက်ချမ်းမှာဝစ်လုံးတယောက်နေပါတယ်။ သူ့ရှေ့မှာကျုပ်အားလုံးဖွင့်ပြောခဲ့ခြင်းပါတယ်တစိမ့်လောက်ခေါ်ပေးပါဗျာထိုအချိန်တွင်အောက်၌ပုံနေသောမောင်ဆန်မြင့်သည်တနတ်တန်ကြားသဖြင့်ထွက်လာသော အခြားဘူကာပြားအိမ်ကြီးချင်းနှစ်ယောက်နဲ့တူလက်ဆွဲမိအိမ်များကင်ကာအခန်းတွင်းသို့ဝင်လာကြလေသည် ဝင်းချန်နှင့်ကဲ့၍နေသောဝစ်လုံတော်ရမစ္စတာဘရာဂျီရောက်လာသောအခါမောင်ထုံးတင်သည်မိမိတို့ဖြစ်ပျက်ပုံကိုအချင်းချင်းများပြောပြရာဝစ်လုံနှင့်တကွာအိမ်ကြီးပါချင်းများမှာ အံ့အားသင့်လျက်ရှိကြကုန်သည်ထို့နောက်မောင်ထုံးစိန်သည်ဒံယာကိုလက်ဝါးဖြင့်ပိတ်ခါအားခဲလျက်မိမိအထုပ်ပတ်တီကို ပြောပြရာထိုအိမ်ကြီးမှာမိမိဖခင်နှင့် ကလားသထေးတို့ဆက်တူဝဲခဲ့သောအိမ်ဖြစ်၍ကလားသထေးဤသဘောမှာအကယ်၍အမှန်စေစေတစေ6ဒီဆိုကမိမိအားမူလပိုင်းရှင်ဤသားဖြစ်ခဲ့သည့်အတိုင်းထိုချံနှင့်အိမ်ကြီးကိုအဖိုးတက်သားစွာဖြင့်အလကားလိုလိုပေးမိဖြစ်ကြောင်းပြောသည်ဖြင့် ဂျပန်လက်ထက်မှစ၍အခန်းဤတောင်းတစ်ခုတွင်အံဘုံရှာတို့တကားတစ်ခုလျှို့ဝှက်တက်စင်ကတစေယောင်ဆောင်၍အိမ်ငှားများကိုတက်ပစ်ခဲကြောင်းယခုကိစ္စမှာလဲနောက်ဆုံးမတန်းကြီးကိုရရန်မောင်ထုံးတင်နှင့်မောင်ဆန်မြင့်တို့နှစ်ယောက်ကိုလမ်းရှင်း၍သွားအောင်ကြံစီခဲ့ကြောင်းမောင်ထုံးတင်မှာတစေကိုမယုံသဖြင့်ကိုတိုင်ဖမ်းရန်အကြံထုတ်လျက်တနက်နေ့ပြည့်ရာမိမိဤအာကုတို့ကမိမိကိုပြန်၍အကျိုးပေးကြောင်းဖြင့်စကားကိုလက်ဆတ်တက်လေ၏ မောင်ထုံးစိမ်းမှာမောင်ထုံးတင်လက်ပေါ်၌ပင်တည်ဆုံသွားရှာလေသည်အာလုံကိစ္စများရှင်းလင်းသောအခါမောင်ဆံမြင့်ကိုတိုင် မတန်းရင်ဤနဖူးစာမှာမောင်ထုံးတင်သာထိုက်တန်း၍မိမိမှာရှောင်ပေးကြောင်းထိုည၌မောင်ထုံးတင်သာဝင်ရောက်ကဲဆဲခြင်းမပြုကမိမိမှာမောက်ချတေးရမည်ဖြစ်၍မောင်ထုံးတင်သည်မိမိအသက်သခင်ဖြစ်ကြောင်းဖြင့်စားရဆောင်ရေးခဲ့ပြီးလျင်၎င်း၏ဇာတိဖြစ်သော အထက်ကြီးရွာသို့ပြန်သွားလေသည် တလကန်ကြာသောအခါမောင်ထုံးတင်နှင့်မတန်းကြီးတို့ဇုံတွဲကိုမြေညရလေသည်တည်း